United ရှိုးကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ Manchester United က၄ကူ၂ကူဆိုတဲ့ရလနဲ့ဆိုစီတဲ့ကိုနိုင်ပြီးတော့နှစ်ကြိုပေါင်း၅ကူ၂ကူဆိုတဲ့ရလနဲ့ကျွန်တော်နောက်တစ်ဆင့်ကိုကျွန်တော်တို့တက်တယ်ဆိုတော့ဒီမှာ United အတွက်ကျွန်တော်ပထမပိုင်းကတော်တော်ကို တိုင်ပတ်ခဲ့တဲ့လောက်ဒုတိယပိုင်းမှာဆိုလို့ရှိရင်အခြေအနေတွေကကိုယ့်ပဲကြီးပဲရယ်ပင်နေဒီကလည်းကျွန်တော်က၃ကူပင်နေဒီ၃ကူပြဒီနေ့ပွဲနှစ်သင်းပေါင်းမှာပင်နေဒီ၃ကူပြီးလို့ရှိရင်အနီးကပ်ကတကက်နဲ့ ါတော့မှကြားထဲမှာ penalty ပေးတဲ့တလုံးကိုကျွန်တော်တို့ပြန်ပြီးတော့ penalty မဟုတ်ဘူးဆိုပြီးတော့ overturn ပြန်လုပ်လိုက်လို့နော်ဆိုတော့ဒိုင်လူကြီးကတော့ကြားထဲမှာပြောစရာဖြစ်ခဲ့ပြီမဲ့လေလို့ကျွန်တော်ဒီပေးလေးရတဲ့နော်ဒီခွင့်ပြုလေးရတဲ့ကိုရီဘက်က penalty ကိုအပါဝင်ရခဲ့တဲ့ twin ကိုတွေက penalty ကိုတွေကဘာမှသိပြီးတော့ဗောနော်ဒါပြောစရာကျွန်တော်မရှိဘူးဗောနော်ဒါအပြင်အနီကက်ကလည်းကျွန်တော်တို့နေတာဒီ last man ဖြစ်တဲ့အတွက်ကျွန်တော်တို့တိုက်ရည်နီးသွားတာအိုက်ကောင်ဆိုလို့ကျွန်တော်9မိနစ်ပဲကျွန်တော်ကစားလေးရတယ်ဆိုတော့ United နဲ့ MOD တွေအတိုင်းအတာတခုကြီးတော့ Norris ကိုတက်ဖို့အတွက်အများကြီးတာဝန်ကြီးသွားပြီလို့ကျွန်တော်ပြောရမယ်။ Norris မှာတော့ကျွန်တော်က Lion နဲ့ကျွန်တော်တွေ့မယ်ပေါ့နော်။ Lion ကလက်ရှိမှာ Lacazette တို့ဘာလို့ဥဆောင်နေတဲ့တိုက်စင်နဲ့သူ့ဟာနေသူတို့တကယ်ဟုတ်နေတာဗျာ။ဆိုတော့ကျွန်တော် Lion နဲ့တွေ့မယ်။ Okay ဒါတကယ်နာပေါ့။ဆိုတော့ဒီပွဲမှာပထမပိုင်းမှာ Jin နဲ့ဆရာမကောင်းတဲ့လောက်ဒုတိယပိုင်းမှာတော့ဒီအရာအလုံးကကိုယ့်ပဲကြီးပဲရှိနေပြီးတော့အဆင်ပြေခဲ့တာဗျာ။ဒီနေရာမှာတယောက်ရောသွားတာတွေ penalty ပြန်ပြီးတော့ကျွန်တော်ရတာတွေ chance တွေကျွန်တော်ဖန်တီးနိုင်တာတွေ ဒါအပြင်ကျွန်တော်တို့နေပေါ့နော်ကစားမားတွေရဲ့ဘက်ကပူပြီးတော့တိတိကျကျကစားလာတာတွေဆိုတော့ကျွန်တော်ပထမပိုင်းကိုကျွန်တော်ကြည့်ကြည့်ပြပထမပိုင်းပထမပိုင်းမှာဆိုလို့ရှိရင်မဖြစ်နိုင်တဲ့နေရာတွေကနေလှမ်းကန်နေ area box ထိရောက်တာနဲ့เนาะအတကုံကျွန်တော်ကန်နေတောင်မန်ကစားမားတွေကလည်းအလဲကိုမပေးဘူးအလဲကောင်နေရတဲ့တောင်မန်ကိုကျွန်တော်မပေးဘူးเนาะတိုက်စစ်မှုကိုမပေးကြဘူးပေးတော့လေတိုက်စစ်မှုကဂုံးမသွင်းဘူးကြုံရင်ကြုံတဲ့ကောင်ကကန်နေဒါမျိုးတွေနဲ့တော်တော်ကိုကျွန်တော်တိုင်ပတ်နေတာ ဘက်ထရီဒိုဂူဆိုလို့ရှိရင်ဒီပွဲတပွဲလုံးခြုံကျင်တာအချိန်ကြီးကောင်းတာဒုတိယပိုင်းတစ်ပိုင်းနဲ့ကြည့်ရင်တော်တော်ကောင်းတာပထမပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်အဆင်မပြေဘူးအဆင်မပြေဘူးဘာလို့ဒါအပြင်သူကိုယ်တိုင်ကဗျာဂျားထဲမှာတခြားဘာမှန်လေဒီနားနေရတဲ့ကစားမဗျာဒီလိုသူများတွေလူမျိုးပွဲတွေပါတယ်ကန်နေရတာလည်းမဟုတ်ဘဲနဲ့ပူကောင်းအောင်ကစားနိုင်ခဲ့တင်တာကိုသူမကစားနိုင်ဘူးဒါကြောင့်အချိန်ကြီးတည်းကကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒိုဂူနေနဲ့ဘာလို့ဒီပွဲမှာကျွန်တော်ဒုတိယပိုင်းကသူ့ရဲ့ performance တွေကိုအကုန်အုပ်သွားတယ်လို့ပြောလို့ရတယ် ဒုတိယပိုင်းမှာတော်တော်ကောင်းတဲ့ performance ကိုကျွန်တော်တွေ့ရတာပေါ့နော်ဆိုတော့ Patrick Dubu လည်းသူကနေသူအဆင်ပြေတယ်ဒါအိုနာနာတို့ဘာလို့လဲတိတ်ခက်ခဲတဲ့လုံနေပါတယ်မရှိခဲ့ဘူးဒီနေ့ပြောရရင်ဂိုးသမားဘက်ကကျွန်တော်ကြည့်ရင်ခန်စစ်ကတော့ဗျာခုနကပြောတဲ့မတီးရဲ့ delay ရဲ့တလုံးကတလုံးပဲအဲ penalty ပေးရတဲ့တလုံးပဲကျန်တာတွေကအလောက်ပြောတရားမရှိဘူးအမြင်ဘောတွေကျွန်တော်ရှင်းစရာရှိတယ်ကျွန်တော်ရှင်းတယ် ground ball တွေလည်းကျွန်တော်အများကြီးဇုံနေတိကျွန်တော်မရောက်ဘူးကောနော်အဓိကတော့ဆူစီတဲ့ဘက်ကနေပြီးတော့ တိုက်ရှိစဉ်ကစားတဲ့ပုံစံကသူကပိုင်မလောက်တာဗျာဟိုကိုရီလိုမျိုးအီဒီယာပေါ့စ်တိတ်ကနေတဖုံဖုံကန်တာမျိုးတွေမဟုတ်ဘဲနဲ့ဒီအီဒီယာလေးကိုသူတို့ဝင်ဖို့ကြိုးပမ်းမယ်ပြီးလို့ရှိရင်အလဲကိုပြန်ပြီးတော့ကတ်ဘက်လောက်ပြီးတော့သူတို့ဒါဒါအခွင့်အရေးတွေဖန်တီးဖို့လုပ်မယ်ပိတ်ဖို့လုပ်မယ်သူတို့ဒါမျိုးသွားတာဆိုတော့ကိုရီကခန်းစစ်မှာဆိုလို့ရှိရင်ကျွန်တော်စူစီးတဲ့နဲ့စားလို့ရှိရင်အမြင်ဘောတွေလည်းကျွန်တော်ရှင်းနိုင်တယ် ground ball တွေလည်းကျွန်တော်ရှင်းနိုင်တယ်ပေါ့နော်ပြီးကွင်းလယ်နဲ့တိုက်စစ်မှာပဲအမြင်ဘောကတော်တော်လေးအားနေသွားတာဆိုတော့အဲ့လိုမျိုးဆိုတော့ကျွန်တော်ခန်းစစ်ဘက်ကိုတိတ်ပြီးတော့စူစီးတဲ့ကပထမကြော့ရလို့ပါပဲ ဘာမှန်ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တယ်ဆိုတော့မရှိဘူးပေါ့နော်ပထမပိုင်းမှာရင်သူတို့ကိုပေါက်ကန္တာ6ကြိမ်ရပြီးတော့3ကြိမ်နေပါတယ်ကိုပေါက်တဲ့တယ်ကိုဒီလည်းပဲပထမပိုင်းမှာ10ကြိမ်ညကိုပေါက်ကန္တာတွေပါရှိတာပဲဒါပေမဲ့3ကြိမ်ပဲကိုပေါက်တဲ့တယ်ပြောချင်တာကအတင်းရဲ့ပထမပိုင်းကစားဟန်ကတော်တော်ကိုပြောစရာဖြစ်ခဲ့တာအဲမေတို့ဒုတိယပိုင်းမှာခုနကပြောလို့ကျွန်တော်တို့ဒီဘရူနိုဖနန်ဒက်စ်ဒုတိယပင်နေကူးလေးကျွန်တော်ရတယ်လို့ရှင်အနီကက်လည်းရတယ်ပေါ့နော်အဲအနီကက်မရခင်ကြားထဲမှာလည်းသူ့ဟာနေသူ့အချင်းကြီးလေးကကောင်းနေတာ ်ဦးသည်ပင်တော့ကျွန်တော်တို့က2-1နဲ့ဥဆောင်ထားပြီးပြီဖြစ်တဲ့အတွက်စူစီတက်ကတောက်လျှောက်ဖိဖို့ကြိုးပမ်းတဲ့နေရာမှာတချို့ချို့လွတ်လာတဲ့လုံးတွေကအသင်းအတွက်တကယ်ခွင့်ရေးဖြစ်ခဲ့တာနောက်ဒါအပြင်အနီးကလေးကျွန်တော်ထိတယ်ထိရောစူစီတက်ဘက်မှာရွေးချယ်စရာမရှိတော့ဘူးသူတပင်တော့ခန်းစစ်ကတယောက်ကိုထုတ်ခံတဲ့နေထိုင်မှုမှာသူတို့ဘာမှခန်းစစ်ကိုမပြင်းမဲနဲ့တိုက်စစ်မှာ pressing သွားမယ်၊ကွင်းလယ်မှာ risk ယူမယ်၊ခန်းစစ်မှာသူတို့ risk ယူပြီးတော့ဆော့သွားရင်လည်းသူတို့အဲ့လို goal ကြီးကျွန်တော်ရတာပဲ ။အဲဆိုတော့ဒီဘရူနိုဖရန်နက်စ်ရဲ့နောက်ဆုံးဒီတတိယဂိုးဆိုလို့ရှိရင်လည်းအဲ့လိုအလုံးကနေကျွန်တော်ရတာပဲတံပြင်းကနေတစ်ဆင့်တော့ကာနာချူကောင်းကောင်းထိုးပေးလိုက်တဲ့အလုံးကိုကာနာချူလေးကဒီဘက်မှာဒုတိယပိုင်းသူ့ဟာနေသူကျွန်တော်ဟုတ်လာတာ။ဒုတိယပိုင်းမှာတော့တော်တော်များများဟုတ်လာပါတယ်။တော့ဒါအပြင်ဓာတ်လို့သွင်းတဲ့လုံးဆိုလို့ရှိရင်လည်းအဲ့လိုအခြေအနေမျိုးတွေကနေကျွန်တော်ရလာတာ။ဆိုတော့ပြောချင်တာကအသင်းအနေနဲ့ရတဲ့အခွင့်အရေးတွေကိုအတုံးချနိုင်နေဆိုလို့ရှိရင်အတင်းတိုက်စစ်မှာပြဿနာမရှိဘူးပထမပိုင်းမှာကလေးကမင်းဂိုးက2ဂိုးလောက်ကိုအနည်းဆုံးရထားမှာပထမပိုင်းမှာကျွန်တော်ကြည့်ပါလားရတဲ့အခွင့်အရေးတွေ နော်တိုင်ပေးရပြက်ပြက်ထွက်သွားတာနဲ့အိဒီယာပေါက်ဆင်းမှာကန်တဲ့ကန်ချက်ကမမိရတာနဲ့နော်တိုက်စစ်ကကောင်ကူပေါက်ကန်တာကူပေါက်မတက်ရတာနဲ့ဒူဂူကန်တာကူပေါက်မတက်ရတာနဲ့ကနာချူကန်တာလူဘာလို့ဒီအချင်းကြီးမကောင်းတာ weak foot နဲ့ကန်တဲ့အတွက်မထီရောက်ခဲ့တာနဲ့ဖာနန်ဒက်စ်ကဥနနာနေရာလောက်ကနေလန့်ကန်မှုကျူးပန်းတာနဲ့မြင်ပြောရင်ပရမာဘိုင်းမာရင်ကိုကျွန်တော်တို့ကတော်တော်ကိုဟိုဖြုံးတီးခဲ့တဲ့အခွင့်အရေးမနေဘူးပေါ့နော်အချင်းကြီးတွေကျွန်တော်မနေဘူးဗျာဆိုတော့ဒါကိုဒုတိယပိုင်းမှာအများကြီးပြောင်းလဲလာတယ်ကျွန်တော်တို့ area ထိပ်ကနေတအားကန်တဲ့လုံတွေကအများကြီးမရှိတော့ဘူး ရောက်ကျွန်တော်ကတော့ခုနကပြောလို့ပေါ့နော်ဒီအများကြီးအထောက်အကူပြစ်သွားတာဖြစ်သွားတာတော့ဗျာပင်နေဒီ twin ကိုနေဥဆောင်နေလေကျွန်တော်ဥဆောင်ကိုနေလေကျွန်တော်ရရတယ်ဟိုကောင်တွေကအရေးအကြောင်းတွေမှာရှုံးနေတဲ့အချိန်မှာသူတို့အနီးကပ်ပါထိသွားတယ်ဆိုတော့ကိုရီအတွက်ကကိုရီကစားကျင်ပါတယ်ဆိုတော့တန်ပြန်နေနဲ့ကျွန်တော်ကောင်းကောင်းဒုက္ခပြလို့ရတဲ့အချိန်မျိုးဖြစ်သွားတာအဲကြောင့်ပေါ့နော်ကျွန်တော်ဇစ်စီနေနဲ့ဒီနေ့ပွဲမှာဆိုလို့ချင်းဘောလုံးအထင်းသိမ်းကြီးကစားကစားသွားတာတော်တော်လေးမဆိုးဘူး Resmans White လန်ကိုတော့နီးပြအမ်ဘိုရင်က ဒီရှေ့ပွဲဒီမှာချီရိုအိုဘီရိုဘာတို့ကိုမျှသုံးကျင်တဲ့အတွက်ဒီပွဲချီရိုတို့ဘာတို့မပါနိုင်တဲ့အနေထားမှာပွဲကျင်ပြီးသုံးလိုက်တယ်လို့ပဲကျွန်တော်ထင်တယ်။ Resmus နေတဲ့သူဒါလောက်ကိုဖန်တီးပေးသွားပါတယ်။နော်ဟို Resmus Wildan ကလည်းကျွန်တော် post တင်လို့ပဲဒါလောက်ကိုဗျာမင်းဘလူးဖန်တီးရတယ်လဲဆိုတာပြသွားတာ။နော်ဒါလောက်ကလည်း okay မင်းလည်းငါ့ကိုပြတာငါလည်းပြန်ပြမယ်တိုက်စစ်ဆိုတာဘလူးကိုသူရတယ်လဲဆိုတာပြသွားတဲ့အခြေအနေမျိုးဆိုတော့အဲ့လိုမျိုးဆိုတော့အတင်းတွက်ကတော့ကျွန်တော်ဒီပွဲကဗျာနော်ဒီပထမပိုင်းမှာတော်တော်ကိုစိတ်ညစ်စရာကောင်းခဲ့တဲ့လောက် ဒုတိယပိုင်းမှာတော့သူ့ဘာနေသူကျွန်တော်တို့ဒါဖြစ်သွားတာပဲကျွန်တော်ကတော့ဘာလို့တချို့အခိုက်တဲ့နေဆိုလို့ချင်းညီကလေးတွေကြီးရမှာပဲတယောက်ယော့နေတာတောင်မှသိလားညောဒီကောင်ကြီးတယောက်ယော့နေတာတောင်မှကိုဒီကို pressing လုပ်တဲ့ဒီကမှာဦးနနကမဖြစ်မနေကန်တင်လိုက်ရတဲ့လုံးနေကမနေဘူးတကယ်တမ်းကပြိုင်ပဲတင်းကတယောက်ယော့နေပြီဆိုလို့ချင်းအဲ့လိုအခြေအနေကကြုံစရာမလိုကိုကပဲဖိကဖိအားပြီးကစားနေရမှာဒီကောင်ကြီးတံမြင်နေပါလေကစားဖို့ကျူးပန်းမှအမှန်ကန်ကိုကသိတယ်မလားနော်ရှစ်တောင်းနေပါလေလှုပ်ချရမှာအခုကအဲ့လိုမဟုတ်ဘူးဒီကောင်ကြီးကခန်းစီလေးယောက်တွေကတယောက်ကထုတ်ခံလိုက်ရတယ်ဆိုလို့ချင်းပြဿနာမရှိဘူးအဲ့တိုင်းမင်းနေ ဝင်းလင်တန်နဲ့တိုက်စစ်ကလည်းအဲ့ဒီတိုင်းပဲသွားပရက်ဆင်လို့ဆိုတဲ့ပုံစံမျိုးနဲ့သွားတော့ကိုရီကအသေးအတန်ကန်ထုတ်သွားတာဒါကြောင့်ဒီပွဲကဟိုအသင်းတွက်ပေါ့နော်အရေးကြီးတဲ့နိုင်ပွဲပါအရေးကြီးတဲ့နိုင်ပွဲတော့ပါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ကလွန်ခဲ့တဲ့နောက်ဆုံး၅ပွဲဆက်တိုက်တင်ပါတယ်ရှုံးပွဲကျွန်တော်မရှိဘူးပေါ့နော်ယူရိုပါလိမ့်မှာကျွန်တော်ရှုံးပွဲမရှိကျွန်တော်ဆက်ပြီးတော့ကန်နေနိုင်သေးတယ်အဲဒါအသင်းတွက်အပေါင်းလက္ခဏာဆောင်တဲ့ຢာတွေပါကျွန်တော်ဒီຢာဒီကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အပေါင်းလက္ခဏာဆောင်တာအများကြီးမရှိဘူးဗျာအပေါင်းလက္ခဏာဆောင်တာကြီးအများကြီးမရှိဘူးအသင်းမှာ เนาะဒီအာကာဘောင်ဖလားကထွက်ရတာနဲ့ FV ဖလားကထွက်ရတာနဲ့เนาะပြည်တွင်းမှာဆိုလို့ရှိရင်လည်းပရီးမီးယားလေးမှာအဆင့်16လောက်မှာเนาะလေပတ်နေရတာနဲ့အတင်းကအပေါင်းလက္ခဏာဆောင်တာခက်ရှားရှားပါဆိုတော့ဘာမှလည်းမျှော်လင့်ချက်ဘာမှမရှိတော့တဲ့အချိန်မျိုးမှာစူစီတက်တို့ဘာလို့လိုမျိုးကိုဒီကိုအမြဲတမ်းဒုက္ခပေးနေရှိတဲ့စပိန်ကလပ်အသင်းနဲ့ကျွန်တော်တွေ့တယ်အဲ့လိုအသင်းမျိုးကိုကျွန်တော်ဖြုတ်ပြီးတော့နောက်တစ်ဆင့်ကိုတက်ခွင့်ရတယ်ဆိုတာက MO ရင်းအတွက်ကောကစားသမားတွေတို့ကောအတိုင်းနာတစ်ခုတည်းတော့ကျွန်တော်ကတော့ဘယ်တော့ဒီစိတ်ထဲမှာတော်တော်ကြီးတက်တာရရသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ် ီလားတော်တော်ကြီးတက်တရာရသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ဒီတစ်ခုပဲမျောလင်းချက်ရှိတော့လို့ပဲ။ဒါဒါပြီးလို့ရှိရင် EB လာမလာမသိပါဘူး။ကျွန်တော်ပြန်ကစားတော့မှာဆိုတော့ဂျားထဲမှာဗောနော International Break တီဘာရင်းနဲ့တူတချို့ကစားမားတွေဆိုရင်နားရတော့မယ်။ finalist တို့ဘာလို့ကတော့ international မှာလေသူတို့ကစားနေရတာပဲဆိုတော့တချို့ကစားမားတွေမနာဘူးဒါပေမဲ့လို့တချို့လူတွေကအနားရမယ် international break အတော်တွင်းမှာဒါကောင်းတဲ့တစ်ချက်ပဲဗျာဆိုတော့ပွဲတွေဘာတွေမရှိတော့တဲ့အခြေမျိုးမှာလေနောက်ရစင်ကိုတက်သွားတယ်ဆိုတော့ကဒါကြောင့်ဗောနော်အတင်းတစ်ပတ် ျွန်တော်လေးကိုကောင်းကင်ရေရလဲပါအမ်မိုရင်ဘက်ကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အမ်မိုရင်ကဗျာဘယ်လိုပြောမလဲအဆော်ရာဘီဖန်တစ်စကရှင်မရှိပါဘူးနော်အမ်မိုရင်ဘက်ကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းနီးပြပထမဦးဆုံးရောက်စရာဒီမှာယာဒီဝဲကြီးသူရောက်လာတယ်ဘာမှပြင်ဆင်ချင်မရဘူးလူစင်းရင်းနေလည်းအားဖြည့်ပြတိုင်းမျိုးတွေဘာတွေမရှိဘူးအဲ့လိုအချင်းညမျိုးကနေတဆင့်သူကလောက်ပြပြီးတော့ဒါအတုတက်မျောလင်းချက်ဗျာညူလို့တွေ့တဲ့အချိန်မှာအမ်မိုရင်းရဲ့ reaction တွေကိုကြည့်ရင် ဘာလို့လဲဆိုတော့သူကခါတိုင်းဆိုလို့ရှင်ပြကိုသူအသိအချင်းကြီးကိုမယုံတဲ့အခါကျတော့ပရမပိုင်းပရမအုပ်ဆုံးကူသွင်းနေဆိုလို့ရှင်တော့မဒီပေးကအောင်ဝဲကခန်းချင်းမခန်းတာအမေတို့ပင်နေဒီရမယ်ဟာတွေတို့နော်ဥဆောင်ကူသွင်းနေဟာတွေတို့အဲဒါကကြည့်လို့ရှင်မှန်ကန်အောင်ဝဲတွေပါတယ်ခန်းနေပြီဒါဘာကူပြတယ်လဲဆိုတော့ဒီပြိုင်ပွဲဒီပွဲဟာနောက်တစ်ဆင့်တက်ဖို့အတွက်ဒီနီးပြအတွက်ဘယ်လောက်အရေးကြီးတယ်လဲဒါအပြင်ကျွန်တော်တို့ဘောနော်လာမယ့်ရာသီဥရောပချန်ပီယံလိဝင်ခွင့်နေပါတယ်ဆိုတာမျိုးကဗျာကျွန်တော်တို့အတွက်မျှော်လင့်ချက်ဟာ chance က0%နဲ့မှရှိတယ် တကယ်လို့ဒီပြိုင်ပွဲသာဘိုလူဝဲစတီတက်ပြီးတော့ဘိုဆွဲနေနေဆိုရင်တော့တမျိုးပေါ့အဲအဲ့ဒီတူကကျွန်တော်ကနည်းနည်းအလှမ်းဝေးပြီးမယ်နောက်တစ်ဆင့်နောက်တစ်ဆင့်တက်ဖို့အတွက်အများကြီးမျှော်လင့်ထားတာအများကြီးမျှော်လင့်ထားတာဒါကိုနီးပြဖြစ်တဲ့ MODing ကိုယ်တိုင်လည်းစိတ်ထဲအများကြီးထားခဲ့ပုံပါပဲဒါကြောင့်ပေါ့နော်ကျွန်တော် MODing ရဲ့ reaction ဒီကိုကျွန်တော်ကြည့်ရင်ဒါဟာဒီပွဲနိုင်ပွဲကသူ့အတွက်ဘယ်လောက်ထိတော်မှအတိတ်ပဲရှိသေးတယ်ဆိုတာပြသွားတယ်လို့ကျွန်တော်ထင်တယ်။ဥကာတီတို့ကိုကျွန်တော်တုံးစရာမလိုခဲ့ဘူး။ကက်ဆီမေရိုတို့ကိုကျွန်တော်ပွဲပြင်ပြီးကျွန်တော်ပုံတုံးစရာမလိုခဲ့ဘူး။နော်ဇစ်စီတို့ကိုကျွန်တော်နားပေးနိုင်ခဲ့တယ် ဆိုတော့ကြားထဲမှာလည်းဂျီရိုတို့ပါတို့ကစားမာတွေမပါခဲ့ဘူးဆိုတော့နောက်ပရီးမီးယားလိဂ်တီမှာကျွန်တော်ကစားနိုင်မယ်ဆိုတော့အသင်းတွက်တော့ဒါအပေါင်းလက္ခဏာဆောင်တဲ့ຢာလိတီအချို့ရှိခဲ့တယ်လို့ပဲပြောရမှာပေါ့ဗျာဒါအပြင်လူငယ်ကစားမာလေးပြည့်တဲ့ Eden Heaven လည်းအဆင်ပြေပြေကစားသွားတယ် Eden Heaven ခြေသွင်းကိုညီကတို့ဘယ်လိုမြင်ရလဲကျွန်တော်ကတော့ဗောနောလူငယ်ကစားမာလေးတယောက်ကဗျာတိလာဒီပဝန်းကျင်အဲ့လောက်တည်ငြိမ်မှုမရှိတဲ့အသင်းတင်းတင်းမှာကစားနေရတဲ့အချိန်မှာအမြဲတမ်းကြီးကောင်းတဲ့ခြေသွင်းပြနိုင်ဖို့ကအင်မတန်ခဲယဉ်ပါတယ်အခုလက်ရှိဒါ18 heaven နောက်ဆိုလို့ချင်းလာအောင်မှာ 2b call ရတော့ကျွန်တော်ဒါ chiru ubi တို့ဘယ်သူပဲတုံတုံ ။ဘာလို့လဲဆိုတော့ကစားမားတွေရဲ့ခြေစွမ်းကထားပါတော့ဒီများတွေလိုမျိုးစတီဗီဖြစ်တဲ့ performance တွေပြနိုင်နေတဲ့အသင်းမျိုးမှာဆိုရင်တော့ထားအောင်တော့အဲ့လိုမဟုတ်ဘူးကော။ကိုသင်းကကြောင်ချောက်ချဖြစ်နေတဲ့အသင်းမျိုးဆိုလို့ရှိရင်တော့ကစားမားတွေက senior player တွေကိုယ်တိုင်တော့မှ consistent ဖြစ်တဲ့ performance ကိုအမြဲတမ်းပြနိုင်ဖို့ခဲရင်လူငယ်ကစားမားတွေလည်းခဲရင်မှာပဲ။ဒါပေမဲ့လို့ Aiden Heaven ကလောလောဆယ်ဒီပွဲမှာပွဲကျင်ပြီးကစားသွားပြီးတော့ဗောနော်အတိုင်းအတာတစ်ခုဒီသူတကယ်ကောင်းတဲ့ performance တွေပြသွားတယ်ဆိုတော့ကျွန်တော်ရဲ့ဒီ cancel line မှာ လစ်ဆန်ဒိုမာရီနက်စ်နေရာမှာကျွန်တော်တို့အတွက်မျှော်လင့်ချက်အကြီးဖြစ်လာနိုင်တယ်။ဘာလို့လဲဆိုတော့လစ်ချာနေရာသည်ကျွန်တော်မဖြစ်မနေဆိုလို့အားဖြည့်ရမယ့်နေရာထဲမှာပါတယ်။ဘာလို့လဲဆိုတော့လစ်ချာသည်အင်ဂျီနီပြဿနာခဏတိုင်းရတဲ့ကစားမတစ်ယောက်ဖြစ်တဲ့ Eden Heaven Ready မဖြစ်သေးဘူးဆိုရင်တော့မှနောက်တစ်ယောက်သည်ကျွန်တော်တို့ဒီမဖြစ်မနေရအောင်ခေါ်ရမှာ။ဒါကြောင့်ဘာလို့ကျွန်တော်ခန်းစစ်လိုက်မှာဆိုလို့ရှိရင်ကျန်တဲ့လူတွေကတော့ Senior Player တွေဆိုတော့အများကြီးပြောစရာမလိုပါပဲ။ Eden Heaven League ကယုံကြည်မှုရှိရှိနဲ့အမှန်ကန်ကစားပြသွားပြီးတော့ Patrick Drugu ကလည်းဒုတိယပိုင်းမှာတော်တော်ကောင်းတဲ့ performance ကိုပြသွားတယ်လို့ကျွန်တော်ထင်တယ်။ ရက်စမန်ဝိုင်လန်တွေလည်းဂိုးပါဝင်ပတ်သက်မှုတွေဘာမှမရှိတဲ့ချိန်မှာဖန်တီးမှုတလုံးကသူ့အတွက်အများကြီးအတိတ်ပဲရှိခဲ့တယ်လို့ကျွန်တော်ထင်တယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့ကစားမားတွေရဲ့အဲ့ဒီဂိုးရဲ့ reaction ကိုလည်းကျွန်တော်ကောင်းကောင်းတွေ့နိုင်နေဗျာ။ဒါကြောင့်မို့တော့ကျွန်တော်နေတဲ့ပင်နေဒီဒီပါရီများခဲ့တဲ့ပွဲဆိုတော့တိတ်ပြီးတော့ကြီးမလားရှုမလားဖြစ်ခဲ့တယ်လို့ကျွန်တော်တို့ဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒါပေမဲ့လို့ကျွန်တော်ကိုပေးရတဲ့ပင်နေဒီအပြင်ကိုရတဲ့ပင်နေဒီတွေပါအုံတော့ရှိတယ်ဆိုလို့ရှင်ဗျာ။ဒါပင်နေဒီပေးရမယ့်အလုံးမျိုးဆိုတာကျွန်တော်တို့ကတွေးမိတော်မိမှာပဲဗောနော်။ဆိုတော့ဘာပဲပြောပြောအတင်းအတွက်တော့ အရေးကြီးတဲ့နောက်တစ်စင်ကိုကျွန်တော်တက်သွားနိုင်တာပါလိုင်ယွန်နဲ့တွေ့တဲ့အခါကျမှကျွန်တော်ဘယ်လောက်ထိယုံကံမလဲဆက်ပြီးတော့ကြည့်ရမှာပေါ့ဗျာအဲကြောင့်ပြည်ရင်းမှာပါအကုန်တိုင်ပက်နေတဲ့အတင်တွေကနော်ဒါဒီပွဲရဲ့နိုင်နိုင်အနိုင်ရလဲနဲ့နောက်တစ်စင်ကိုတက်သွားတာကကစားသမားအတွက်ကစားမားတွေအတွက်ကောနီးပြအတွက်ကောအတိုင်းအတာတစ်ခုကြီးကျွန်တော်တို့ဒါဒီဘယ်လိုပြောမလဲ ဟိုစိတ်သက်သာရရစီလိမ့်မယ်လို့ကျွန်တော်ထင်နေပါတော့ဒီ weekend ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဖြစ်မှာကို weekend ပြီးပြီဆိုတာနဲ့ international break နားပြီကိုဒါအဲ့အတွက်တော့ဒါကောင်းတဲ့တစ်ချက်လို့ကျွန်တော်ထင်တယ်။နောက်တစ်ကြော်တော့ဒီမှာဆိုလို့ရှိရင်အချီနီယဒါတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်။ဒါဘလိုပဲဖြစ်ဖြစ်အသင်းတွက်ကကျွန်တော်တို့အနေနဲ့ဒီလိုမျိုးအနေထားကလူတယ်ဗျ။လူတယ်ဆိုတာဘယ်ပဲကြီးကြီးကျွန်တော်တို့ကအရာအလုံးတိုင်ပတ်နေတာ။အရာအလုံးတိုင်ပတ်နေတဲ့အချိန်မှာဒီလိုဒီလိုရတဲ့မျိုးရတာကအတိတ်ပဲအများကြီးရှိတယ်။ဒီလေဟိုလူစင်းကြီးကိုကျွန်တော်ကြည့်တော့လေ တိုင်ဂျူရီပြေတနာပြန်ကောင်းတဲ့သူကအများကြီးမရှိဆန်နာဘက်ကကစားမားတွေကလည်းနာအာကူရတဲ့သူတွေကလည်းကျွန်တော်နာဒိုင်မူးတွေကျွန်တော်ဖြစ်နေတာအဲ့လိုအနီထားမျိုးမှာကျွန်တော်နောက်တစ်ဆင့်ကိုကျွန်တော်တက်နိုင်တာဗျာဒီလားဆိုတော့ဒါဒါကအများကြီးအိပ်ပဲရှိတယ်လို့ကျွန်တော်ဒီနေ့ဗာမျိုးလင်းချက်မှန်သိမရှိတဲ့ຢာဒီမှာဒီနောက်တစ်ဆင့်တက်သွားတယ်ဆိုတော့အများကြီးကောင်းတဲ့ຢာပါဆိုတော့လာနီနဲ့တွေ့ပါပြီနောက်တစ်ဆင့်မှာပါဒီဆက်ပြီးတော့ကျွန်တော်ဖြစ်ကြမှာလဲဆိုတော့ဒီနေ့ပွဲမှာရောညီကလို့နေရောဒါဘလူးနိုဖရန်နက်စ်ကတော့ဟက်ထရစ်သွင်းခဲ့တယ်ဆိုပေမဲ့လို့ပေါ့နော်ဖာနန်နက်စ်ကလွှဲရင် ချန်တဲ့ဘေကဆာမရဲ့ performance ကကျင်းနေစရာကောင်းခဲ့တဲ့တွေမှာပါတယ်လို့ညီကတို့ထင်ကြလဲဆိုတော့တယောက်ယောက်နဲ့တော့မှကျွန်တော်မိနစ်တော်တော်များများကိုတော်တော်ကြီးကိုခက်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 ကစားခဲ့ရတယ်ဆိုတော့အသင်းရဲ့ teamwork like performance ကိုရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်ဆိုတော့လောတဲ့ကြည့်နေညီကတို့2000နီးပါးရှိပါတယ်တယောက်ချင်းစီတိုင်းကိုကြည့်ပြီးမြိုင်းနေပါတယ်နောက်ဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ